အလုပ်ထဲမှာပြင်ပနေရဆိုရင်အိမ်ပြန်ရောက်သွားရဆိုရင်အဲ့ဒါတွေကပြေပြောက်သွားမှာလို့ပါထင်လို့ပါကွာအိမ်ပြန်ရောက်တော့လဲအိမ်ပြန်ရောက်တာပဲရှိရဘာမှမထူဘူးဟိုမင်းစိတ်တွေအရင်မုန်းကြက်နေတယ်ဆိုရင်လည်းဟိုဘာလေးဘာလေးထားရင် KTV သွားပြီးတော့တချင်းလေးဘာလေးဆိုလိုက်ပါလားဒေါ်ဆောင်ရွှေရဲ့ယောက်ျားဆိုတဲ့ဂုံပုံကြီးကြောင့် ထားလိုက်ပါတော့ကွာအိမ်မက်ပြန်ကြအောင် ဆရာဆရာကတော့နဲ့သမီးလေးတော့ပြန်မြောက်တယ်ဆရာကျွန်တော်သိတယ်တန်မြန်ကြီးလေးဖြောက်လိုက်မယ်နော်ဆရာတောက်တော့ဟုတ်ကော်ဖီမင်းဖြောက်ပေးရမလားဆရာကျွန်တော်မတောက်ချင်ဘူးဟုတ်အဲ့ဆိုဆရာလီမွန်တင်းလေးဖြောက်လိုက်မယ်နော်မဝင်ခမရကိုကြွေရတခုမဟုတ်တခုလှုပ်ပေးရမယ်လို့မှားထားတဲ့အချိန်ကျွန်တော်ပြောနေရလားကျွန်တော်ဘာမှလည်းမတောက်တော့ဘူးဘာစမ်းမလဲဘာတောက်မလဲလည်းထပ်မမင်းနဲ့တော့ဟုတ်ပြီလားခမရတော့လည်းဗျာ 因为你要记住，你还把我们记得着。 တောင်ချက်ရဟွချက်တာဗောကို့မှာချက်တူလေဆိုလို့ဟောရီကကြွေတယောက်တည်းပဲရှိတာဟွကို့မှာကြွေကြော်လေးရှိတာဆိုတော့ကိုကကြွေပြီဘယ်နှယောက်ရှိကျင်သေးလို့လဲဩကိုကအဲ့လိုပြောတာမဟုတ်ဘူးလေဟိုကို့မှာဘယ်သူမှလည်းမရှိပါဘူးကြွေတယောက်တည်းပဲရှိတာလို့ဟွရှိလို့လည်းမရပါဘူးเนาะကို့ကိုကြွေတယောက်တည်းပဲချက်မှာကြွေတယောက်တည်းပိုင်ဆိုင်ကျင်တာခြားဘယ်သူမှမပိုင်ဆိုင်ရပါဘူးသိတာဗောတိလို့လဲကြွေကိုကိုယ့်ရဲ့ရင်မထဲမှာနေရာလည်းမချင်အောင်ချက်တာဒါနဲ့ ွဲ့မချအာဘာလေးဘာလေးလဲဆိုတော့ကျွေရဲ့ကိုရိုနယောက်ကချစ်သူတက်တန်းလဲကြားတယ်ချစ်ခဲ့ကြတဲ့အချိန်လဲကြားနေကိုရိုရဲ့အချစ်ကိုပူပြီးပြည်စုံသွားအောင်လို့ကိုကျွေလက်ထပ်ချင်တယ် ကိုလက်လက်ခွင့်တောင်းနေရလားဒါပေါ့ကျွေးကျွေးကိုလက်ခံမလားလဲကောင်းပါတယ်ဘာမှစိုးရိမ်စရာမရှိဘူး ဒါနဲ့မောင်လေးကမဆောင်ရွက်တွေရဲ့ခင်မွန်းလားဟုတ်ပါတယ်ဆရာမအဲ့ဒါဆိုရင်တော့ဒေါက်တာပြောတာတိတိကျကျနားထောင်နော်နံပါတ်1ကမဆောင်ရွက်တွေမှာကိုဝင်ရှိနေတယ်လာကျွန်တော်ဇနီးမှာကိုဝင်ရှိနေလားဟုတ်တယ်ဟိုနောက်တစ်ခုကနှလုံးအားနေတဲ့လက္ခဏာပါတွေ့နေရဆရာမနှလုံးအားနေတာဆိုတော့ နှလုံးရောဂါဖြစ်ချင်တယ်လို့ပြောရပါတယ်။ဟုတ်တယ်။အဲ့ဒါဆိုကျွန်တော်ဘယ်လိုလုပ်အောင်လဲ။အစရကကြိုပြီးခဲ့ရင်တော့ခလေးမြူတင်ပေါ့။ဟိုခုတော့ခလေးရရနေပြီဆိုတော့ဒူနာကိုစေးမမှန်တိုက်ကြမယ်။ပြီးတော့စိတ်ချမ်းသာအောင်လည်းထားရမယ်နော်။အဲ့ဒါစိတ်ချပါဆရာ။ကျွေးကြားတယ်နော် ဒေါက်တာကတော့ကြွေမှာရင်သွေးလေးရှိနေပြီတဲ့အဲဒါကြောင့်မလို့ကြွေအရင်တော့အဲ့လိုမျိုးလှုပ်ချင်တိုင်းလှုပ်သွားချင်တိုင်းကလှုပ်လို့မရတော့ဘူးကြွေတခုလိုချင်လို့ရှိရင်ကို့ကိုပြောရင်ပြောမပြောရင်ကိုခိုင်းလို့ရကြားလားဖိတ်ချပါကွယ်ကြွေအဆဆရခရူးဆိုင်ပါမယ်ကြွေကိုကြွေလည်းခရူးဆိုင်မယ်ဟောဒီဘိုက်ထဲကကလေးလေးတွေလည်းတောင်းတောင်းမမော်နဲ့တချမ်းမှဖြစ်အောင်ကြွေမွေးပါမယ်ကျေးဇူးတင်ပါတယ်ကြွေရဲ့ကို့အတွက်လက်ရှိအချိန်မှာအရေးကြီးဆုံးကကြွေကောင်းကောင်းမော်မော်နဲ့နေနိုင်ဖို့ပဲကြွေကိုကောင်းလို့ယူဆိုင်မယ်နော် ရောက်နေရချာပြီလားကိုဟုတ်တယ်နန်းနေတော့ကြားနေပြီဩအဲ့ဆိုလဲကိုရဲ့အဲ့ဒီလဲလေဘာလို့နေရတော့ကိုရဲ့ဟမ်ဟာကျွေလဲလေမြဆိုင်မှာဧည့်သည်တွေရမ်းကြနေတအားပင်ပန်းလာတာဝင်နှန်းနေနဲ့လွှဲထားလို့မရဘူးလားကျွေရဲ့ဟမ်အဲ့တော့သဘောမကျပါဘူးအလုံးဆိုတာကိုရိုင်းဝင်လို့မှတောင်းစီတာအားကြမလို့ဟုတ်ကိုဘာမှတောင်းရသေးဘူးဆိုဟာတယ်မတောင်းရသေး ။တခုတော့တောက်လား။တောက်မှာပေါ့။အဲ့တော့တက်မြိုင်တက်။ဟင်းတက်။အဝင်းဖြောက်ခလိုက်မယ်နော်။ဝင်း။ဘာစီတော့ကျွဲ။ဘာဖြစ်လို့လဲကိုရဲ့။ဘာမှမဖြစ်ပါဘူးကွယ်။မတောက်ချင်တော့လို့။ကျွဲ။ရှင်။ကိုဒီနေ့လေစာကြောလေးတွေတက်ပြီးခေါင်းလေးနည်းနည်းကိုက်နေလို့ကျွန်တော်ပြောပါတယ်ကွန်ပျူတာရေတအားမကြည့်ပါနဲ့ဆိုကွန်ပျူတာရေတအားကြည့်တော့အကျောတက်မှာပေါ့အမောင်မျိုးကိုနှိပ်ဖို့ခေါ်ခိုင်းလိုက်ရမလားဟင် တော်ပါပြီကိုကကိုဆေးပဲတောက်လိုက်တော့မယ်ကိုရဲ့အိမ်နေဝက်စားတယ်ရောကိုရဲ့တူးစလို့ဒီမေးနေရတဲ့ဘီရောဟိုဘက်အဆုံဆုံးမှရှိတယ်ရှာကြည့်အောင် တင်နန်းကိစ္စတွေအဆင်ပြေလားသမီးပြေပါရဲ့တည်းတင်နန်းတက်တာလဲတက်တာပေါ့သမီးရယ်ကိုဝါသနာပါတဲ့အလုပ်ကဘာလဲဆိုတာလဲတိတိကျကျသိအောင်လဲလုံးဒယ်ရီကတော့သမီးဖြစ်ချင်တာမှန်သမျှပန်ပိုးပေးဖို့အဆင်နေမယ်နော်သမီးကိုအဲ့လောက်လုံမလိုက်ပါနဲ့ကိုရယ်တော်ကြနေကလေးကဟိုရောင်ဒီရောင်ဖြစ်သွားပါဦးမယ်အခုချိန်မှာလှုပ်ချင်တာထက်လှုပ်တင်တာဥစားပေးရမှာ မီးရဲ့ရှေးရင်နဲ့ပတ်သက်ပြီးတော့ကြွေဘက်ခံလိုက်ပေးပါရစီနော်တမီးလည်းအရွယ်ရောက်နေပြီပဲတခါတလေသူဖြစ်ချင်တာလေးတွေပေးလုပ်လိုက်ပါအောင်ကြွေကြွေကတမီးကိုစိတ်မမချတာကိုယ့်ရဲ့လုံးလုံးစေတင်နန်းတွေပိတ်တဲ့ရက်တွေမှာမမိဆိုင်အောင်လာကူအချိန်အားရင်အားလို့ဒေဒီအလုပ်တွေကိုလည်းလေ့လာနော်တမီးကြားလား